အားလုံးပဲမင်္ဂလာပါ Gobi Page ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီဗီဒီယိုကတော့9ရက်4လ2025ရက်ဒီနေ့ La Liga စနေနေ့ရဲ့ပွဲချုပ်သုံးသပ်ချက်၄ပွဲကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာတော့ကျွန်တော်အကြိုက်ဆုံးကတော့2ပွဲပဲရှိတယ် Channel 2ပွဲကတော့ကျွန်တော်သုံးသပ်ချက်အနေနဲ့ပဲတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့အဲကျွန်တော် Premier League ဗီဒီယိုကတော့အရှိမတင်ပြီးပါတော့ပြီးရင်တော့ကျွန်တော်ရွေးချယ်မှုတွေတက်တက်ပြောပေးပါမယ်အဲ့တော့ La Liga မှာအစောပွဲကတော့ဒါ ဂျီရိုနာနဲ့ဒါအလာဗာပွဲလေးရှိပါတယ်ဆိုတော့ဂျီရိုနာကလက်ရှိ level 80ရှုံးမှာနှလုံး60ကျုံချင်းနဲ့ဒါပြန်ကာထားတယ်ပထမအကြော့အလာဗာအိမ်ခွဲမှာကျွန်တော်တို့ဒေဂျီပေးထားပြီးတော့မှဒါ Z1 ဆိုတဲ့ရလနဲ့အလာဗာကရှုံးနေနေတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ပေါ်မှာတကယ်တမ်းပေးတဲ့ဂျီကဂျီရိုနာဘက်က level 100ရှုံးပေးရမှာဖြစ်ပါတယ်အဲ့တော့ပေးတဲ့ဂျီတော့ပေးထားတယ်ဒါပေမဲ့နှလုံး60ရှုံးဆိုတဲ့ဂျီအရအဲဘယ်လိုပြောမလဲဂျီရိုနာအနေနဲ့အရန်ကြီးတော့အဲနိုင်ဖို့တော့ တော့မှရဖို့တော့တိတ်မြင်နိုင်ဘူးဆိုတော့ပြီးခဲ့တဲ့ရာသီမှာတော့ဂျီရိုနာအသင်းဟာ2023 12လပိုင်းမှာဂျီရိုနာအိမ်ဝင်းကနေတလုံး90ပေါင်းပေးခဲ့တာကြောင့်အခုပေးတဲ့ဂျီရနည်းနည်းလေးတော့ပျော့နေတဲ့အနေအထားမျိုးဖြစ်နေတယ်ပေါ့လေအဲ့တော့ဂျီရိုနာကိုပြန်ကြည့်ရင်တောက်လျှောက်ဂျီတွေရှုံးနေခဲ့တယ်ပြီးခဲ့တဲ့ကာတာကပ်ကလွဲလို့ဂျန်နဲ့တောက်လျှောက်ကဒီလာလီကာတောက်လျှောက်လေခြေစွမ်းတွေဆိုးရွားခဲ့တယ်မနိုင်တာလည်းတော်တော်လေးကြာခဲ့ပြီပေါ့လေအဲ့တော့အသေးပွဲလေးတွေလည်းများတယ်အဓိကခံစစ်ပိုင်းကတော်တော်လေးတောက်လျှောက်ပေါက်နေနောက်ဆုံးပြောင်းဖို့တော့6ပွဲဆက် ဂိုးပေးထားရတဲ့အနေအထားဘိုဒင်တို့စကိုဖြစ်ထားတဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့တစ်ဖက်ကအလာဘကတော့ဒီရသည်အဲခြေစွမ်းမှန်မှန်ဒါပေမဲ့အဝေးဝင်းနည်းနည်းလေးခြေစွမ်းကောင်းတယ်အဝေးဝင်းဆိုရင်ဂိုးရဂိုးရတတာများတယ်ပေါ့လေအဲ့တော့လက်ရှိအနေအထားအရအလာဘနောက်ဆုံးရှုံးခဲ့တာကဘာစီလိုနာအိမ်ခွဲမှာပြီးခဲ့တဲ့ဒါနှစ်လပိုင်းကမှ1-0နဲ့ကတ်ရှုံးတာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးပြန်ပွဲတော့ရှစ်ပွဲမှာအဝေးဝင်းရှစ်ပွဲမှာ အလာဘတ်ရှုံးတာအိုက်တပွဲပဲရှိတယ်ဂျန်နာရီကတည်ပွဲတွေတောက်လျှောက်ကန်ထားတယ်ပြီးတော့ရီယယ်ဘတ်ရဲ့အသင်းကို1 3နဲ့နိုင်ထားတယ်ပေါ့အဲ့တော့လက်ရှိအနေအထားအရဂျီရိုနာအသင်းဟာအဆင့်73မှာ34မှတ်နဲ့ရပ်တည်နေတယ်အဲ့တော့အဆင့်56ဝင်ဖို့ကလည်းတော်တော်လေးလှမ်းနေတာဖြစ်တာကြောင့်ဂျီရိုနာအနေနဲ့အရန်ကြီးတော့ဒီပွဲမှာအယုံဆိုင်စရာအကြောင်းမရှိဘူးတစ်ဖက်ကအလာဘတ်ကအဆင့်16မှာနော်ရမ28မှာအောက်ကအဆင့်18လီဂါနတ်တို့လက်စပါမတ်စတိုးနဲ့ရမသိမ့်မကွာတဲ့အခြေအကြောင်းတန်းဆင်းစုံနဲ့ရောက်နေတယ်လို့ပဲပြောရမှာပါဒါကြောင့်အလာဘတ်ကတော့တန်းဆင်းစုံယုံအားလေးရှိတယ်ဆိုတော့ဒီနေ့ ဘောမှာဂျီရိုနာထက်ဆိုင်အလာဘကကံဘောကပိုအထိပဲရှိနိုင်တယ်ပေါ့အဲ့တော့ဒါမဲ့လက်ရှိအလာဘရဲ့နောက်ဆုံးပွဲကဒီရီဗလာဂါနိုအသင်းကို Z2 နဲ့ရှုံးခဲ့တာဖြစ်ပြီးတော့ဂျီရိုနာအသင်းကတော့ပြီးခဲ့တဲ့ပုံမှာနောက်ဆုံးဒီအဲဒီဟိုပါဘောဘာစီလိုနာနဲ့ပွဲမှာအဝေးဝန်းကို4-1နဲ့ရှုံးခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီပွဲမှာနှလုံး90ရှုံးဆိုရဲခြေချောင်းကျွန်တော်ဒီပွဲလေးတော့အဲအလာဖတ်ဘော်ဒီလေးတော့မစိုးဘော်လေး level 80ရှုံးရအရန်ကြီးနိုင်ဖို့မမြင်နိုင်ဘူးဆိုတော့1-0ဆိုတဲ့အနေအထားမျိုးကတော်တော်လေးခဲရင်တာကြောင့်ကျွန်တော်ဒီပွဲလေးတော့ဂျီရိုနာဘက်က အဲဒီဘွယ်တေးလောက်ပဲရမယ်အနေထားမျိုးလေးရှိတာကြောင့်ကျွန်တော်တို့ဘွယ်လေးတော့ဒါအလာဘက်ဘော်ဒီပဲကြိုက်ပါတယ်ဒါပေမဲ့ဒီဘွယ်ကတော့ကျွန်တော်ရွေးချယ်တယ်မပါပါဘူးเนาะအဲ့တော့နောက်ဘွယ်ကကျွန်တော်တို့ဒါ Real Madrid နဲ့ Valencia ဘွယ်ပါ Real Madrid ဘက်ကနှလုံး80ပေါင်းမှာ၃လုံး50ရှုံးကြီးနဲ့ပြန်ကားထားတယ်ပထမချော့ Real Madrid အဝေးဝန်းအနေနဲ့ကျွန်တော်ဒါ၃လုံး50ရှုံးပေးခဲ့ပြီးတော့1 2နဲ့ကြီးရှုံးခဲ့ပါတယ်နိုင်တာတော့နိုင်ခဲ့တယ်ဆိုတော့ဒီနေ့ဘွယ်မှာတကယ်တမ်းပေးတဲ့ကြီးကနှလုံး50ပေါင်း Real Madrid ဘက်ကပေးရမှာဖြစ်ပါတယ်အဲ့တော့ဝင်ရိုးကတော့မှန်တယ်ဒါပေမဲ့နှလုံး80ပေါင်းဆိုတဲ့ကြီးအားဖြင့်တော့အနည်းငယ်လေးတော့ပြော့နေတယ်ပေါ့နော်ဒါပ ေမဲ့၃လုံး90ရှုံးဆိုတဲ့ဂိုးပေါင်းဂျေးကြောင့်ဗလန်စီယာဂိုးရမယ့်အချက်လေးပဲနည်းနည်းလေးထက်တော့အောင်ရနိုင်မလားမရနိုင်မလားပဲထက်တော့အောင်ဆိုတော့ဆိုတော့ပြောခဲ့သလိုပဲဒီအာဆင်နယ်ကရီယယ်မက်ဒရစ်နဲ့တွေ့ရမှာဖြစ်တဲ့အတွက်ရီယယ်မက်ဒရစ်ကဒီပွဲပြီးရင်လာမယ့်ပွဲကချန်ပီယံလိမှာအာဆင်နယ်အင်္ဂလန်သွားကန်မှာဖြစ်တဲ့အတွက်ဒီနေ့ဘက်မှာအဓိကကစားသမားအပြည့်နဲ့ ဆော့မဆော့ပဲကျွန်တော်တို့ဟိုကြည့်ရမယ်အနေထားပါဆိုတော့ line up အရန်အရေးကြီးပါတယ်အဲ့တော့ဒီ La Liga မှာတော့လက်ရှိဒါဒီ Barcelona အသင်းဟာဒါအဆင့်တက်နေတာရမှတ်66မှတ်နဲ့ဦးဆောင်နေတာဖြစ်တဲ့အတွက် Real Madrid ဒီနေ့ဘက်မှာ63မှတ်နဲ့ဖြစ်တာကြောင့်လုံးဝရှုံးလို့မရဘူးတီးပွဲလည်းဖြစ်လို့မရပါဘူးအဲ့တော့ title race အတွက်ဆိုရင်တော့ဒီဘွဲကဒီကြောင်သုံးမှတ်ကတော့ AECC ရတယ်ကျွန်တော်တို့စဉ်းစားမှာက goal နှစ် goal ပြတ်မပြတ်ပဲစဉ်းစားမယ်အနေထားမျိုးဖြစ်ပါတယ်ဆိုတော့ပြီးခဲ့တဲ့ရာသီပြီးခဲ့တဲ့2023ဆက်လာပိုင်းတော့ကပြီးခဲ့တဲ့နောက်ဆုံးချေးအရာ ရီယယ်မက်ဒရစ်အသင်းဟာတလုံးတရာရှုံးမဲ့ပြီးခဲ့ပြီးတော့၅ခုတကူနဲ့ဒီဗလန်စီယာအသင်းကိုနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အဲဒီဂျီနဲ့ရှင်တော့အခုပြီးတဲ့နှလုံး80ပေါင်ဂျီဟာပြီးတဲ့တော့ဂျီဖြစ်ပါတယ်။အဲ့တော့ပြန်မောတော့ပြန်ကြည့်ရရင်လေရီယယ်မက်ဒရစ်ဟာ2018ကစလို့ပေါ့နော်လက်ရှိအချိန်ထိလည်းအပြင်းဆုံးဂျီကတလုံးတရာရှုံးမဲ့ပြီးခဲ့တာဖြစ်တဲ့အတွက်၄ချိန်ပြီးခဲ့တယ်၄ချိန်လုံးဂျီအောင်ခဲ့တာဖြစ်တဲ့အတွက်အခုပွဲပေးထားတဲ့ဂျီအရာကတော့ကျွန်တော်တို့ရီယယ်မက်ဒရစ် AACC လူစုံတက်ဆုံနဲ့ထွက်လာရင်တော့နှလုံးကတော့ပြတ်မယ်လို့ယူဆပါတယ်။အဲ့တော့ ရီယယ်မက်ဒရစ်မှာလည်းအဓိကဆက်ဘလက်စ်တို့ဒီအုပ်စုပြန်ပါတဲ့အနေအထားလေးတည်းရှိရတယ်။တခုရှိရာကရီယယ်မက်ဒရစ်ကပြီးခဲ့တဲ့ပတ်မှာဆိုစီတက်နဲ့ဖလားပွဲကန်ထားရပါတယ်နော်။အချိန်ပိုထိသွားရတဲ့အကြောင်းနည်းနည်းလေးပွဲပန်းတဲ့ဒဏ်လေးတော့ရှိတာကြောင့်လူစင်းအပြောင်းလဲလုံနိုင်ပါတယ်။ဒါကြောင့်လဲ line up ကအရေးကြီးတယ်လို့ကျွန်တော်ပြောခြင်းဖြစ်ပါတယ်။တစ်ပတ်ကဗလန်စီယာအသင်းကတော့တန်းဆင်းဆောင်ကနေတရရိတ်နဲ့ထိုးတက်လာတယ်။လက်ရှိ32မှတ်နဲ့အဆင့်16ထိဒါနည်းနည်းလေးတော့ အဲပုတ်ကတီကလွတ်နေတယ်ပေါ့လေဒါပေမဲ့တေချောင်ဆစ်ဖြစ်ဖို့ဆိုရင်တော့ဒီပွဲလဲဒီဗလန်စီယာရုံးအောင်မှာပါဒါပေမဲ့ဗလန်စီယာအသင်းကအဝေးခွင်းမှာအလွန်အလွန်ဆုံးတီမှတပါမျောလင်းစရာအကြောင်းမရှိဘူးဒါပေမဲ့ ဘာစီလိုနာနဲ့ပြီးခဲ့တဲ့လောလောလတ်လတ်၄ပွဲမြောက်ကမှတွေ့ခဲ့တာပါအဲတုန်းကဘာစီလိုနာအိမ်ခွင်းမှာဘာစီလိုနာပေးတဲ့ကြီးကလေနှလုံး90ပေါင်းဝင်ယူมาပဲဆိုတော့ဒါကို71ဆိုတဲ့ရလနဲ့ဘာစီလိုနာကြီးအောင်ခဲ့တာကြောင့်ဒီပွဲကတော့ Real Madrid ပဲရွေးရမှာဖြစ်ပါတယ်အဲတော့အဓိကတော့ဒီလူစင်းအရန်အရေးကြီးပါတယ်လူစင်းထွိုင်းတော့လူစုံတက်ဆုံနဲ့ပွဲထွက်လာမယ်ဆိုရင်တော့ Real Madrid ပဲရွေးရမှာဖြစ်ပါတယ်၃လုံး90ရှုံးအရာ Valencia ဂိုးရနိုင်တယ်ဆိုပေမဲ့လို့ Real Madrid ဘက်ကလည်းဒါ၃လုံးအထိမျောလင်းလို့ရတာကြောင့်ဒီပွဲလေးတော့ Real Madrid ပဲကြိုက်ပါတယ် Real Madrid body ပါအဲ့တော့နောက်တစ်ပွဲကတိတ်တော့မကြိုက်ဘူး Mallorca နဲ့ Celta Vigo ပွဲပါမာယောကာဘက်ကလည်းပဲ20ပြန်ပေးထားပြီးတော့နှလုံး40ရှုံနဲ့ပြန်ကားထားတယ်ပထမကျော်ဆယ်တာဗီကိုအိမ်ကမှာဆယ်တာဗီကိုဘက်ကလည်းပဲတရားရှုံကြီးပေးပြီးတော့2-0ဆိုတဲ့ရလထွက်ခဲ့တယ်ဒါကြောင့်ဒီနေ့ဘက်မှာတကယ်ပေးတဲ့ဂျီကဒဲဂျီပေးရမှာဖြစ်ပြီးတော့မာယောကာဘက်ကလည်းပဲ20ပေးထားတယ်ဆိုတာဟာဒါနည်းနည်းလေးတော့မာယောကာကြီးဖြစ်နေဆိုပေမဲ့မနစ်ကလည်းမာယောကာအိမ်ကမှာလည်းပဲ ပြင်းပြင်းရင်ပေးတာပဲဒါပေမဲ့ဝောင်းဝောင်းနဲ့ပဲပွဲပြီးခဲ့တယ်ပေါ့ဗျာအဲ့တော့အခုပြီးတဲ့ဂျီအီယာကအရန်ကြီးပြင်းသောဂျီမျိုးမဟုတ်ဘူးမာယောကာဟာလက်ရှိကန်ဆယ်ပိုင်းဦးစားပေးကန်တယ်တိုက်စစ်ကအရန်ကြီးချိမမှန်နေဘူးဆိုတော့ပြီးခဲ့တဲ့ပွဲနောက်ဆုံးပွဲကလည်းဒီအက်စပန်ညိုအသင်းကိုနိုင်ခဲ့တာနောက်ဆုံးပွဲကဒီဒီအဝေးခွင်းနောက်ဆုံးပွဲကလည်းဒါဗလန်စီယာအသင်းကိုရှုံးခဲ့တာဆိုတော့ခြေကတော့မာယောကာကဒီအာဒီမှာတော်တော်လေးခြေပြက်နေတဲ့အသင်းလို့ပြောရမယ်တပတ်ကဆယ်တာဗီကူကနောက်ဆုံးပြန်ပွဲဆုံး9ပွဲဆက် ဒါရှုံးပွဲမရှိထားတဲ့အတင်းမှာဆိုတော့တောက်လျှောက်လဲတည်ရင်နဲ့အနိုင်ပဲဖြစ်ခဲ့တာကြောင့်ဒီပွဲလဲမာယောကအင်ကွန်းမှာ ACC တည်ရလတ်တော့ရအောင်မယ်ထင်ပါတယ်အဲ့တော့ပြန်ပြောရရင်တော့ဒီဆယ်လာဗီကိုကလက်ရှိအဆင့်9မှာလက်ရှိရမှတ်40နဲ့ရည်တည်နေတာဖြစ်တဲ့အတွက်အဆင့်5 6ဝင်ဖို့ chance ရှိသေးတာကြောင့်တစ်ဖက်ကမာယောကထက်ဆိုင်ရင်တော့ဆယ်လာဗီကိုကပိုပြီးချီငိမ့်တဲ့အနေအထားမျိုးလေးမြင်တာကြောင့်ဒီပွဲလေးတော့ဒီဒီဆယ်လာဗီကို တေလောက်တော့ ACC အောက်ထည့်ရမှာထင်ပါတယ်เนาะအော်ဒီဘွဲလေးတော့ setup ကိုပါပါလေးပဲကြိုက်ပါတယ် setup ကို body ပါအဲ့တော့နောက်ဘွဲကတော့ကြိုက်တယ်ဒီဘွဲကျွန်တော်ရွေးချယ်မှုထဲမှာထည့်ထားတယ် Barcelona နဲ့ Real Madrid ဘွဲဖြစ်ပါတယ်အဲ့တော့ Barcelona အသင်းကလက်ရှိအနေအထားမှာဒီရသည့်ဒီလက်ရှိ current form ရအတည်ငြိမ်ဆုံးအသင်းလို့ပဲပြောရမှာပေါ့လေအဲ့တော့ Barcelona ကဒီ Real Madrid အိမ်ဝင်မှာပထမအကြော့ကန်တော့ကတလုံး90ရုံကျွန်တော်တို့ပေးခဲ့ပြီးတော့တူတူဆိုတဲ့ရလနဲ့ကြီးကြခဲ့တာဖြစ်ပါတယ်။တေးရလပဲရခဲ့တယ်။ဆိုတော့ ထမကြောင့်မှာတစ်လုံး90ရှုံးပေးခဲ့တာဖြစ်တော့ဒီနေ့ဘက်မှာနှလုံး90ပေါင်ဒီဘာစီလိုနာဘက်ကပေးရမှာဖြစ်ပါတယ်ဒါပေမဲ့ပေးတဲ့ကြီးကတစ်လုံး80ရှုံးဆိုတော့ body ကြီးလေးနည်းနည်းလေးတော့ပျော့နေတယ်ဗောလေဒါကလေတစ်ဖက်က real budget ရဲ့ဒီဟာဒီရဲ့အချိန်ကောင်းလာတဲ့အချက်ကြောင့်လေးပါတယ်တစ်ဖက်ကပြန်စဉ်းစားမယ်ဆိုရင်တော့အဓိကဒီ၃လုံး၁00ရှုံးဆိုတဲ့ဂိုးပေါင်းကြီးအရန်ကြီးပြင်းလွန်နေတယ်ဗောနော်အဲ့တော့ဘာစီလိုနာတစ်လုံး80ရှုံးမှာ၃လုံး၁00ရှုံးဆိုတဲ့ကြီးကြောင့် တေချာပေါက် rehabilitation က900ရမယ်အနေအထားမျိုးဖြစ်နေတယ်ဆိုတော့ဘာကအိမ်ကွင်းမှာလဲ head to head အရာ rehabilitation နဲ့တွေ့တိုင်းမှာ over 2.5ကတော့အမြဲတမ်းဖြစ်တယ်ဒါပေမဲ့ over 3.5ဖြစ်ပါမလားပဲကျွန်တော်စဉ်းစားမှာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ဖလားပွဲမှာတော့ဘာစင်နိုနာအိမ်ကွင်းမှာနှလုံး90ပေါင်းအထိပေးခဲ့ပြီးတော့9ကိုးတကိုးနဲ့အထိတောင်ရောက်ခဲ့တယ်ဆိုတော့ IG နဲ့ရှင်တော့အခုပေးတဲ့နှလုံး80ရှုံးဆိုတဲ့ကြီးက ဒါပျော့တယ်ဗောဗျာနိုင်ရင်တော့အရင်ကြီးကိုပြတ်မဲ့ဂျီမျိုးမဟုတ်ဘူးလို့ယူဆရတဲ့ဂျီမျိုးဖြစ်ပါတယ်အဲ့တော့ဘာကောက်ပြန်ကြည့်ရရင်ရာဖင်ညာပြန်ပါတယ်လမိုင်းရမယ်ပါတယ်ဆိုတော့ဟိုကစားသမားဒန်ဟန်ကစားသမားတိတ်မရှိဘူးဗောလေဘာစီလိုနာကဒီပွဲပြီးရင်လာမယ်ပွဲကဒီဧပြီ၁၀ရက်နေ့ကိုရက်နေ့ညမှာ ဒီ Champion League မှာဒါ Dortmund အသင်းနဲ့ကန်အောင်ပါဆိုတော့ Dortmund ကအရန်ကြီးတော့ခေါင်းနဲ့ထဲ့စရာမလိုတော့တဲ့အသင်းလို့တော့ယူဆရတယ်ပေါ့လို့တော့မရဘူးပေါ့လေဆိုတော့ Barcelona လည်းပြီးခဲ့တဲ့3ရက်နေ့ကမှ Copa del Rey ကို Atletico Madrid အိမ်ခွင်းမှာတွားကန်ရတာဖြစ်ပါတယ်အဲ့တော့အဲတော့ကလည်း0-1နဲ့ပွဲပြီးခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးအနေထားမှာပွဲပန်းနဲ့ဒဏ်ကြောင့် Barcelona line up ပဲအဓိကကြီးရမှာဖြစ်ပါတယ်ဘလို့ပဲစဉ်းစားစဉ်းစား3လုံးတီ3လုံးတရာရှုံးဆိုတဲ့ကြီးကြောင့်ဒီပွဲက Barcelona ခံစစ်ကတော့တောက်လျှောက်ပေးရအောင်မယ့်အနေထားမျိုးမှာတစ်ခါအန်တိုနီရိုအုပ်စုဒါဇောင်းထားနေတဲ့အနေထားမျိုးမှာလည်းဒီဘတ်တစ်အနေနဲ့တေချာပေါ့ တကူရမယ်လို့ကျွန်တော်ယူဆတယ်နောက်ဆုံးပြန်မဆုံးအဝေးဝင်၅ပွဲမှာလည်းဘတ်တစ်က၅ပွဲလုံးဒါ twin ကို2ဂိုးနဲ့အထက်တည်းကြီးပဲ twin ထားတာအကြောင်းဒီပွဲလေးတော့ ACC bonus လို့ score လေးတော့သွားနိုင်ပါတယ်ဆိုတော့ကြောက်စရာက2-1တစ်ပေါက်ပဲရှိပါတယ်3-1 3-2 2-2ဒီလိုမျိုးရလက်တွေဖြစ်ပေါ်နေတာကြောင့်ကျွန်တော်ဒီပွဲလေးတော့ Barcelona ဂိုးပေါ်ပဲရွေးချယ်ထားပါတယ် body ear ကတော့နေသင်းတာကတော့ real bad တစ်ပဲနေသင်းတဲ့ဂျီမျိုးဆိုပေမဲ့ဘာကဟာအိမ်ဝင်းဟာ ဟိုတော်တော်လေးကြမ်းပါတယ်เนาะဒီအားဒီမှာမထင်မထင်သလိုသွင်းတဲ့အသင်းဆိုတော့ဘော်ဒီကတော့ရှောင်းတာတော့အကောင်းဆုံးပဲပေါ့လေကြိုက်တာကကျွန်တော်ဘက်တစ်ကတော့ပိုကြိုက်တယ်ဆိုတော့ရွေးမယ်ဆိုရင်တော့ဒီပွဲတော့ဒါဂိုးပေါ်လေးပဲကြိုက်ပါတယ်ဒါဆိုတော့ဒီနေ့လာလီဂါရဲ့လေးပွဲပြီးပါပြီအဲ့တော့နောက်ဗီဒီယိုမှာကျွန်တော်ဘွန်ဒလီဂါနဲ့ဒီ CVA လေးကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်โอเคအဲ့တော့ဒါ Wine Spot မှာဆော့ကျင်တဲ့ညီကိုရင်းနေရာလဲ GoBee ရဲ့ promo code ဖြစ်တဲ့ GB777 အသုံးပြုရလဲ100% bonus ရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက Wine Spot မြန်မာ Facebook page နဲ့ဒါတို့ရဲ့ application တို့မဟုတ်ဒါ website link ရဲ့ဒါ ကာဆာမာဆာဗစ်ကောလေးကိုနှိပ်ပြီးတော့လေ24နာရီတီးလို့ရတယ်မေးမြန်းလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်